ဘက်ထရီပြဿနာကြောင့် Galaxy Note 7 phone တွေကို Samsung ကုမ္ပဏီကမနစ်ကအော်တိုဘာလာမှာပြန်လည်သိမ်းယူခဲ့ပြီးတဲ့နောက်လစ်လက်နေတဲ့နေရာကိုအစားဝင်ဖြစ်တဲ့အနေနဲ့တရုတ်ဟာဝေးကုမ္ပဏီကကင်မရာစနစ်ပိုကောင်းတဲ့ smartphone အသစ်တစ်မျိုးကိုမိတ်ဆက်ပြသလိုက်ပါတယ်။ ဘာစီလိုနာမြို့မှာကျင်းပတဲ့ကမ္ဘာအကြီးဆုံးဖုန်းပြပွဲရဲ့မိတ်ဆက်ပွဲတစ်ခုမှာပီတန်နဲ့အရွယ်စားပိုကြီးတဲ့ပီတန် plus smartphone တွေကို Huawei ကုမ္ပဏီကပြသခဲ့တာဖြစ်ပြီးအဲ့ဒီဖုန်းတွေမှာနောက်ကင်မရာမန်ဘလူးနှစ်ခုအချိန်ကြာပိုခမ်းတဲ့ဘက်ထရီတစ်ခုနဲ့လက်ဖွေရအာရုံခံစနစ်တို့ပါဝင်တယ်လို့သိရပါဗျာ။ အပန်းနဲ့ Samsung ကုမ္ပဏီတို့ကတော့ဘာစီလိုနာပွဲမှာဘာစမတ်ဖုန်းတက်မှထုတ်ဖော်ပြသခဲ့ခြင်းမရှိဘူးလို့သိရပါဗျ။ဘက်ထရီပြဿနာကြောင့် Samsung ကထုတ်လုပ်လိုက်တဲ့ Galaxy Note 7ဖုန်းချုပ်ချုပ်မှာမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် Note 7ဖုန်းတွေကိုကုမ္ပဏီကပြန်လည်သိမ်းယူခဲ့ပါဗျ။နောက်ပြီး Smartphone အသစ်တစ်မျိုးထပ်မံထုတ်လုပ်ဖို့ကိုလည်း Samsung ကုမ္ပဏီကဒီနှစ်ကုန်ထိရွှေ့ဆိုင်းထားတဲ့အတွက်ကမ္ဘာတတိယအကြီးဆုံးဖုန်းကုမ္ပဏီဖြစ်တဲ့ Huawei ကဘာစီလိုနာဖုန်းပြပွဲမှာသူ့ရဲ့ပစ္စည်းသစ်တွေကိုမိတ်ဆက်လိုက်ပြီးပြည်သက်အာယုံကိုဖမ်းဆီးခဲ့ပါဗျ။ ပီတန်ဖုန်းတစ်ကို649ယူရိုနဲ့ရောင်းချသွားမှာဖြစ်ပြီးပီတန် Plus ကိုတော့969ယူရိုနဲ့ရောင်းချသွားမယ်လို့သိရပါဗျ။မော်ဒယ်နှမျိုးစလုံးကိုနောက်လမှစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။နောက်ပြီး Huawei ကုမ္ပဏီဟာလွန်ခဲ့တဲ့နှစ်နှစ်ကထုတ်လုပ်လိုက်တဲ့ Smart Watch 9ထက်ပိုမိုကောင်းမွန်တဲ့အသွင်နဲ့ Smart Watch အသစ်တစ်မျိုးကိုပါမိတ်ဆက်ပြသခဲ့တယ်လို့သိရပါဗျ။